2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့မူကြမ်းမှာပါတဲ့နိုင်ငံတော်သမ္မတအရေးချင်းသတ်မှတ်ချက်ပုံမှန်59အပါအဝင်ပုံမှန်၄ခုကိုပြည်ထောင်စုလွှတ်တော်မှာလွှတ်တော်ကိုယ်စားလှယ်18ဦးကဒီကနေ့ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းတော်ကိုဝင်းကိုကိုလက်ကစုစည်းတင်ပြထားပါတယ်ရှင်။ပြည်ထောင်စုလွှတ်တော်ထံတင်သွင်းထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်တဲ့မူကြမ်းမှာနိုင်ငံတော်သမ္မတအရေးချင်းသတ်မှတ်ချက်တွေကိုဖြေလျှော့ထားပါတယ်။အဲ့ဒီထဲက ဒေါအောင်ဆန်းစုကြည်တမရမဖြစ်အောင် တားဆီးထားတဲ့ပုံမှ59စာလုံးကိုတမတ်နဲ့ချွေးမဟာနိုင်ငံသားသားမဖြစ်စေရဆိုတဲ့အချက်ကိုဖြုတ်ထားပါဗျ။အဲ့ဒီအချက်ကိုဖြုတ်ထားပေမဲ့ဒေါအောင်ဆန်းစုကြည်တမရဖြစ်ခွင့်ကို တားဆီးထားစေပဲဖြစ်ပါတယ်။ပါဝင်ဆွေးနွေးကြတဲ့ NLD ပါတီကိုယ်စားလှယ်တွေက ပုံမှ59စာလုံးတစ်ခုလုံးကိုပယ်ဖျက်ပေးဖို့ဒီနေ့တင်ပြဆွေးနွေးကြပါတယ်။ကျွန်တော်တို့ကိုယ်စားလှယ်တွေကအရေးအချင်းနဲ့ ကန့်သက်ချက်ကိုတော့ကောင်းကောင်းမကွဲတဲ့သဘောဖြစ်နေပါတယ်ကျွန်တော်တို့တပ္ပရတယောက်ဖြစ်ဖို့အရေးချင်းဆိုတာကတော့အားလုံးသိမှာပဲတွေ့ရူးမပြောချင်ပါဘူးဒါပေမဲ့ဒီတပ္ပရတယောက်ဖြစ်ဖို့ကန့်သက်ချက်တွေအလွန်များနေတယ်လူတယောက်ပေါ်မှာကြည်ပြီးလှုပ်နေတယ်ဆိုတာကိုသေချာလေ့လာဖို့လိုတယ်လို့ကျွန်တော်ပထမဦးဆိုတာပြောချင်ပါတယ်တမရတော်ကိုယ်စားလှယ်တဦးနဲ့ပြည်တော်စုစံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကကိုယ်စားလှယ်၅ဦးကတော့ပုံမှန်59စာလုံးကိုမပယ်ဖြတ်နိုင်ကြောင်း ဆွေးနွေးကြပါတယ်ကျန်ငယ်ရေးဖွံ့ဖြိုးရေးပါတီကနေ59ဆလုံးမှာပါတဲ့ကျွန်တော်တို့အချက်ကိုကျွန်တော်တို့တရားဝင်သားသမီးတူဦးကြီးခင်မုန်းဇနီးယို့ကျွန်တော်တို့က59ဆလုံးမှာအချက်ကိုကျွန်တော်တို့အချိန်ကာအချိန် နေနဲ့မူတည်ပြီးတော့ကျွန်တော်တို့ပြပြထားတာရှိပါတယ်အကြောင်းမို့ကျွန်တော်တို့အနေနဲ့နောက်ဆုံးတင်ပြရရင်ကျွန်တော်တို့ပြပြလိုက်တဲ့ဟာဒီလေအချိန်နဲ့အချိန်ကာနဲ့မူတည်ပြီးတော့ကျွန်တော်တို့ကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီရဲ့သဘောထားအရကျွန်တော်တို့ကပြင်ဆင်ပြပြလိုက်ခြင်း ဖြစ်ပါတယ်ဒါလို့ပြင်ပြင်ပြင်ဆင်ပြပြလိုက်တော့လဲကေဗီလွတ်တော်ကနေကျွန်တော်တို့သဘောတူရင်တော့ကျွန်တော်တို့ကနိုင်ငံတော်ကျွန်တော် referendum ပြည်လူမျိုးစံနာခံယူပွဲကျင်းပပြီးတော့မှပြင်ရမှာဖြစ်ပါတယ်နိုင်ငံတော်ကြီးရဲ့တမန်တော်ဟာလုတ်ပိုင်ခွင့်ပြေဝရှိတဲ့သူဖြစ်ပါတယ်လူရဲ့တမန်တော်များဟာလည်းနိုင်ငံတော်တမန်တော်အားတာဝန်ခံရပါတယ်နိုင်ငံအုပ်ချုပ်ဖြစ်တဲ့ဆောင်ရွက်မဲ့သူနဲ့၎င်းရဲ့မိသားစုဝင်များဟာလည်းတိုင်းနိုင်ငံရဲ့ကျေးဇူးတစ္ဆာခံရသူများဖြစ်ပါကတိုင်းပြည်သည်လည်း တွေ့ဝိုက်တော်နည်းဖြင့်နိုင်ငံသားရဲ့လက်အောက်ခံဖြစ်သွားမှာဖြစ်ပါလေ။ဒါကြောင့်မို့လို့နိုင်ငံတော်ကြီးကဲဖြစ်လကောမျိုးသားကောင်းဆောင်ဖြစ်လကောမျိုးသားကျိုးစုပေါင်းကိုဥလက်မတုံဆောင်ရွက်မဲ့ပုံကိုဖြစ်ရပါမယ်။၎င်းမြင်တိုင်းသားပြည်သူလူထုကြီးရဲ့တန်တရားကင်းစားဖြစ်ယုံကြည်ကိုးစားမှုရရှိပြီးစီမံအုပ်ချုပ်နိုင်မှုလည်းထူးလွှတ်ပါလေ။နိုင်ငံသားများနဲ့တနည်းတစ်ပုံမပတ်သက်တဲ့လုံးဝကင်းရှင်းတဲ့သူဖြစ်မှသာလျှင်စီမံခန့်ခွဲမှုပိုင်း၌တန်လျာကင်းရှင်းပြီးယုံကြည်ကိုးစားမှုပြေဝရရှိမှာဖြစ်ပါလေ။ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ရေးဥပဒေကြမ်းမှာပါတဲ့ ပုံမှ436ကကြီးပုံမှ59စာလုံးကကြီးပုံမှ60ကငယ်နဲ့ပုံမှ438တွေကိုမနက်ဖက်မှာကိုစလဲ9ဦးကထပ်မံဆွေးနွေးပြီးတပိုက်ချင်းလိုက်မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်အဲဒါကြောင့်လွတ်တော်ကိုစလဲတွေအတက်နိုင်ဆုံးဆုံးဆုံးညီညီတက်ရောက်ပြီးမဲပေးကြဖို့ကိုလည်းပြည်ထောင်စုလွတ်တော်နိုင်ငံကသူရဦးရှိမန်းကဒီကနေ့သတိပေးပြောကြားခဲ့ပါတယ်ခင်ဗျာ